အမေရိကန်နဲ့ဗြိတိန်တောင်စုဒေါ်ဆက်စုကြည်မွေးနေ့အထိမ့်မတ်နိုင်ငံတကာတန်ယုံ Facebook များမှာပေါ်ပြနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာဒေါ်ဆက်စုကြည်နဲ့တကွမြန်မာနိုင်ငံအတွင်းမတရားဖမ်းဆီးခံရသူများအားလုံးကိုပြန်လည်ပေးဖို့အမေရိကန်နဲ့ဗြိတိန်တို့ကတောင်းဆိုလိုက်ပါတယ်ယနေ့ဇွန်လ19ရက်နေ့မှာကြောက်ရွံ့တဲ့လူထုကောင်းဆောင်ဒေါ်ဆက်စုကြည်ရဲ့အသက်80ပြည့်မွေးနေ့မှာရင်းတို့တောင်းဆိုလိုက်ခြင်းဖြစ်ပြီးဒေါ်ဆက်စုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ့်မတ်ဖြစ် တန်ယွန် Facebook စာမျက်နှာရဲ့ profile picture ကိုပြောင်းလဲထားကြောင်းလဲရေကုန်မြို့ဗြိတိန်တန်ယွန်ကထုတ်ပြန်ပါတယ်။ပြောင်းလဲလိုက်တဲ့ profile picture မှာဒေါ်ဆန်းစုကြည်ရဲ့အမတ်လက္ခဏာတစ်ခုဖြစ်တဲ့နှိစီပန်းပုံများထည့်သွင်းထားပါတယ်။ဒေါ်ဆန်းစုကြည်ရဲ့ဘဝနဲ့လှုပ်ဆောင်ခြင်းများဟာမြန်မာပြည်သူများအတွက်ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီလိုလားတောင်းတမှုများကိုတင်ဟက်လျက်ရှိကြောင်းနဲ့အရက်သားပြည်သူများအပေါ်အကြက်ဖတ်မှုများကိုရက်တက်ရန်နဲ့အကြက်အတဲကိုအဆုံးသတ်ရန်တက်ဆိုင်သူအလုံးအပြန်အလှန်ထိတွေ့ဆက်ဆံရန် စစ်အာဏာရှင်အဖွဲ့အစည်းကိုဆက်လက်တောင်းဆိုကြောင်းရန်ကုန်မြို့အမေရိကန်တန်ယုံကထုတ်ပြန်ပါတယ်မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂဆွီဒင်တန်ယုံနယ်သာလန်တန်ယုံနဲ့ဂျာမန်တန်ယုံတို့မှလည်း Facebook စာမျက်နှာများမှာဒေါ်ဆန်းစုကြည်ရဲ့ဘီတဆောင်မျက်နှာပုံနဲ့ပန်းများနဲ့ပုံဖော်ထားတဲ့အိဒီအမတ်သားပါတပ်ပုံကိုယနေ့နနက်မှာဖော်ပြထားကြပါတယ်မြန်မာနိုင်ငံဆိုင်ရာဒိမက်တန်ယုံ Facebook မှာလည်းနေ့စီပန်းတဲ့ရုပ်ရည်ပုံကိုယနေ့နနက်ပိုင်းမှာဖော်ပြထားပါတယ်ရန်ကုန်အခြေစိုက်နိုင်ငံရေးစံပါရှင်တူဦးက နိုင်ငံတကာတန်ယုံတွေကကမ္ဘာအသက်အကြီးဆုံးနိုင်ငံရေးအကျဉ်းသားဒေါန်ဆန်းစုကြည်ကိုမမေ့မလျော့တဲ့အပေါ်မြန်မာပြည်သူတွေကကျေးဇူးတင်နေမှာပါ။ဒါပေမဲ့ဒေါန်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေပြန်လွတ်ရေးအတွက်နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့လက်တွေ့ကျတဲ့အားဆိုင်မှုတွေလိုအပ်နေပါတယ်။လက်တွေ့ကျတဲ့အားဆိုင်မှုဆိုတာနေဦးတော်လန်ရေးအပေါ်ကိုလက်တွေ့ကျတဲ့ပံ့ပိုးမှုပေးခြင်းပါပဲလို့ပြောထားပါတယ်။တန်ယုံမှထုတ်ပြန်တဲ့ဒေါန်ဆန်းစုကြည်အသက်80ပြည့် post များအောက်မှာမြန်မာပြည်သူတို့ကမေစုကျမ်းမာပါစေကြောင်းနဲ့ အကျုပ်အနာမအမြင်ဆုံးလွတ်မြောက်ပါစေကြောင်းဆုတောင်းထားကြပါရခင်ဗျာဆက်လက်ပြီးတော့စစ်ကောင်စီထမ်းမမြည်သူသောတနာငင်းညာမှုမျိုးကိုမြဒေါ်ဆန်းစုကြည်မျှော်လင့်နေမှာမဟုတ်ဟုဆိုကြောင်းတင်ဆက်ပေးပါမယ်စစ်အုပ်စုရဲ့လူမဆန်မှုကိုကောင်းကောင်းသိထားတဲ့ဒေါ်ဆန်းစုကြည်ဟာစစ်ကောင်စီထမ်းမမြည်သူသောတနာငင်းညာမှုမျိုးကိုမြမျှော်လင့်နေမှာမဟုတ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးကပြောပါတယ် NUG ကာကွယ်ရေးဝန်ကြီးဦးရင်မွန်ရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့ဆုတောင်းမှာရင်းတို့ဖော်ပြထားသလိုဒေါက်ဆန်းစုကြည်ဟာလည်းပြည်သူတော်လှန်ရေးအောင်ပွဲရဲ့တည်ထံကိုသာနားဆွနေမှာဖြစ်ကြောင်းလဲဆိုပါတယ်။ဘာကြောင့်အခုထိဒေါက်ဆန်းစုကြည်ကိုပြန်လွတ်မပေးသေးတာလဲ။သိကြပါတယ်။ဒေါ်ဆန်းစုကြည်ဟာအကျဉ်းထောင်ပြင်ပကပြည်သူတွေရဲ့အရေးတော်ပုံကြီးနဲ့တသားတည်းရည်တည်နေတဲ့အတွက်ပဲဖြစ်တယ်လို့ဥယျာဉ်မော်ကပြောပါတယ်။ဒေါ်ဆန်းစုကြည်ဟာဇွန်လ19ရက်သူ့ရဲ့အသက်80ပြည့်မွေးနေ့ပွဲကို စစ်ကောင်စီရဲ့အကျဉ်းစကန်တစ်ခုတည်းမှဖျက်ဆီးရဖို့ရှိနေကြောင်းယခုအချိန်မှာမြန်မာပြည်သူများဟာသူတို့ချစ်တဲ့အမေစုကိုအထူးတလည်လွန်းစွန့်နေကြကြောင်းကြီးကြီးငယ်ငယ်အရွယ်မရွေးမြန်မာပြည်သူတို့ကဒေါ်ဆန်းစုကြည်ကိုအမေစုဟုခေါ်ကြကြောင်းအမေစုဆိုတဲ့ဝေါ်ဟာရမှာမြန်မာပြည်သူတို့ရဲ့ချစ်ခင်မြင့်နှုံးမှုမြန်မာလူအဖွဲ့အစည်းရဲ့မိခင်အဖြစ်တံပိုးထားမှုကိုမြင်တွေ့ရမှာဖြစ်ကြောင်းဒေါ်ဆန်းစုကြည်ရဲ့ပြည်သူအဖော်ထားတဲ့မြစ်တာကိုပြည်သူကတုံ့ပြန်ရောင်းပြန်ဟက်ခဲ့တာပဲဖြစ်ကြောင်းဥယျာဉ်မှကပြောပါတယ် မနာလိုဝန်တိုစိတ်အင်မတန်ကြီးပြီးပြည်သူကိုရန်သူလိုမှတ်ယူလေရှိတဲ့စစ်အုပ်စုကတော့ပြည်သူကဒေါ်ဆန်းစုကြည်ကိုချစ်လေသူတို့ကဒေါ်ဆန်းစုကြည်ကိုမုန်းတိလေဖြစ်ပါတယ်လို့၎င်းကဆိုပါတယ်ဘူဂျော့အောင်ဆန်းနဲ့ဒေါ်ဆန်းစုကြည်တို့တားအဖကိုရရှိခဲ့ခြင်းဟာမြန်မာလူအဖွဲ့အစည်းအတွက်အရာတော်ခြင်းဖြစ်ကြောင်းသူတို့ရဲ့ကိုကျင့်တရားဉာဏ်ပညာသူရတတိနဲ့စွန့်လွတ်ပိတ်ဆက်မှုတို့ဟာမိမိတို့အားလုံးအတွက်ရှေးဆောင်လမ်းပြဖြစ်ခဲ့ကြောင်းလည်းဆိုထားပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့ရန်ကုန်ပြည်လမ်းမှာဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်းဗိုလ်မှူးဖြိုးမင်းဦးနဲ့ဒူရဲမှူးကြီးစိုးခိုင်တို့တေဆုံးပြီးနောက်စစ်တပ်ကအလုံးအရင်းနဲ့ထိုးစစ်ဆင်နေပြီးတပ်ချက်ကကားများကိုပါအုံပြူလာကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းရန်ကုန်ပြည်လမ်းပိုင်းမင်းလာမြို့နယ်တိုက်ပွဲများမှာဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်းဗိုလ်မှူးဖြိုးမင်းဦးနဲ့ဒူရဲမှူးကြီးစိုးခိုင်တို့တေဆုံးပြီးနောက်စစ်တပ်ကအလုံးအရင်းနဲ့ထိုးစစ်ဆင်နေပြီးတပ်ချက်ကကားများကိုပါအုံပြူလာကြောင်းသိရှိရပါတယ်။ဇွန်လ16ရက်နေ့ညနေ4:00ခန့်အချိန်မှာ မင်းလာမြို့နယ်အုတ်တွင်းရွာအနီးမှာရှိတဲ့အကြံဖတ်စစ်တပ်ရဲ့စစ်ကွင်းတာဆောင်စစ်ဆေးရေးဂိတ်ကိုတော်လှန်ရေးတပ်ဖွဲ့များကစတင်တိုက်ခိုက်ခဲ့ပြီးထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဲ့ဒီထိတွေ့တိုက်ပွဲအတွင်းမှာတာယာဝတီခရင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တဒုတိယပုံမှုကြီးဇော်မျိုးဝင်း DSTA အပတ်စဉ်9ရက်နဲ့အုပ်ဖို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ပုံမှုဖြိုမင်းဦး DSTA အပတ်စဉ်17တို့တည်ဆုံသွားခဲ့ကြောင်းမင်းလာမြို့နယ်အတွင်းထိတွေ့တိုက်ပွဲများမှာ တာယာဝရီခရင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်းအုပ်ဖို့မျိုးနဲ့စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးဖြိုမေဦးခရင်ရဲမှုကြီးစုခိုင်နဲ့မြို့မရဲစခန်းမှုတအုပ်အပါအဝင်စစ်ကောင်စီတပ်သား20ဦးထံမှနေတည်ဆုံခဲ့ပါတယ်။ယခုအခါပဲခူးတိုင်းမင်းလားမြို့နယ်မှာရှိတဲ့ရန်ကုန်ပြည်လမ်းပိုင်းမှာပြည်တပ်ကစမှတန်ချက်ကကားများပါအုံပြုပြီးစစ်မှုတပ်တပ်သားတွေများကိုစစ်ကြောင်းထိုးရန်ပြင်ဆင်နေကရှီတန်းစခန်းများမှာတပ်ပြေးများကိုလည်းစစ်တပ်ကလိုက်လံပစ်ခတ်ဖမ်းဆီးနေကြောင်းဒေတာရင်းစီရီတရင်ရင်းမြစ်ကပြောဆိုပါတယ်။ စစ်အရာရှိများအများပြတိတ်ဆုံးပြီးနောက်အကြံဖတ်စစ်တပ်ကရန်ကုန်ပြည်လမ်းပိုင်းကို ပြန်လည်ဆွေးမှုနိုင်ရေးဟုဆိုကာပြည်ဒေသကွက်ကဲမှုစစ်ဌာနချုပ်မှတန်ချက်ကကားများကိုပါအသုံးပြု၍စစ်မှုတပ်တပ်သားတင်များကိုစစ်ကြောင်းထိုးကရင်ပြင်ဆင်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အခုစစ်ခွေးတွေကပြည်တပ်ကစကစစ်မှုတပ်တပ်သားတစ်တွင်နဲ့30တာယာဝရီနဲ့လက်ပတန်းတွေဘက်ကစစ်ခွေးတွေပေါင်းပြီး အင်အား900လောက်နဲ့စစ်ကြောင်းထုတ်ဖို့ပြင်ဆင်နေတယ်။နောက်ပြီးတကြက်ကကားတွေကိုပါအသုံးပြုပြီးမြေပြင်ကိုအင်အားအလုံးအင်းနဲ့နေမြေရှင်းလင်းရေးလှုပ်ဆောင်ဖို့ပြင်ဆင်နေတယ်။ထိတွေ့တိုက်ပွဲတွေကဆက်လက်ပြင်းထန်နိုင်ပါတယ်။ပြည်သူတွေအနေနဲ့ကတော့ရန်ကုန်ပြည်လမ်းမိုင်းကိုလုံးဝအသုံးမပြုသင့်တော့ဘူးလို့အတိပေးကြပါတယ်လို့ဒေတာရင်းစီရေးတရင်အရေးမြကပြောဆိုပါတယ်။ဒါအပြင်ဇွန်လ16ရက်နေ့ကလည်းမင်းလာမြို့နယ်ပတ်တန်းလေးဘုံကြီးကျောင်းမှာအထိုင်ချတက်ဆွဲထားတဲ့အကြံပတ်စစ်တပ်ရဲ့ရှီတန်းစခန်းမှာစစ်ကောင်စီတပ်သား9ဦးဟာ ဟင်းဆာရှာယန်ဟုအကြောင်းပြပြီးလက်နက်များပါယူဆောင်ပြီးထွက်ပြေးသွားကြကြောင်းသိရှိရပါတယ်။အဲ့ဒီလိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သား9ဦးကိုစစ်တပ်ကတနက်များနဲ့ရန်တမ်းပစ်ခတ်ပြီးလိုက်လံဖမ်းဆီးနေကလက်ရှိအချိန်ထိပြန်လည်ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်းသိရှိရပါတယ်။ပတန်းလေးဖုန်ကြီးကျောင်းမှာအထိုင်ချနေတဲ့စစ်ခွေးရှိစခန်းကတပ်သား9ဦးကလည်းဟင်းစားအနေနဲ့ငါးရှာမဲဆိုပြီးထွက်သွားတာပြန်မလာတော့လို့စစ်ခွေးတွေရန်တမ်းပစ်ခတ်ပြီးလိုက်လံဖမ်းဆီးတာတွေလုပ်နေတယ် အခုချိန်ထိပြန်လည်ဖမ်းဆီးနိုင်တာတော့မရှိသေးဘူးလို့ဒေတာရင်းစီရီတရင်ရင့်မြစ်ကပြောဆိုပါတယ်။မင်းလာမျိုးနဲ့အတွင်းမှာရှိတဲ့ကြေးရွာများကိုလည်းအကြပ်ဖက်စစ်ကောင်စီတပ်သားများကလက်နက်ကြီးများနဲ့နေစဉ်ရန်တမ်းပစ်ခတ်နေတဲ့အတွက်ပတ်တန်းလင်းရွာဆင်အိုင်ချောင်းပေါက်ရွာနဲ့တဖမ်းပင်စစ်ရွာတို့မှာပြည်သူများအပါအဝင်အနီးအနားမှာရှိတဲ့ကြေးရွာများမှာပြည်သူများလည်းဘေးလွတ်ရာကိုထွက်ပြေးတင်းရှောင်နေကြရကြောင်းသိရှိရပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့ဒေါ်စင်းစုကြည်ရဲ့80ပြည့်မွေးနေ့လူမှုလှုပ်ရှားမှုမန္တလေးမှာပြုလုပ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ လူတို့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကိုဂုဏ်ပြုသောအားဖြင့်မန္တလေးမြို့နယ်တနေရာမှာလူတို့လှုပ်ရှားမှုတရက်ကိုပြည်သူများနဲ့အတူပူးပေါင်းဖော်ဆောင်ခဲ့ကြပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာယုံကြည်ချက်အတွက်စစ်အာဏာရှင်လက်မှတိုင်းပြည်လွတ်မြောက်ရေးအတွက်ဒီအသက်အရွယ်ထိဆက်လက်ကြိုးပမ်းထမ်းရွက်နေဆဲဖြစ်ပြီးအချင်းထောင်များအတွင်းမှခေါင်းဆောင်များနဲ့တော်လန်ရင်ရဲဘော်များမစိုးမနှစ်တိုက်ပွဲဝင်နေကြချိန်မှာပြည်သူလူထုအနေနဲ့လဲတော်လန်ရင်မှာတပအချားမရှိကြောင်းလူတို့လှုပ်ရှားမှုကိုဥဆောင်သူများကပြောပါတယ်။တော်လန်ရင်လို့ဆိုရမှာ မြောင်းမန်းချက်ပန်းတိုင်ကိုလက်နက်ကင်ဆွဲစည်ရေးတိုက်ပွဲနီးနာတစ်ခုလေးတက်တက်နဲ့အလွေတကူမရောက်နိုင်ဘူးဆိုတာကျွန်တော်တို့အားလုံးနားလည်ထားကြပါတယ်။တန်တမန်ရေးတိုက်ပွဲ၊ဗန်ဒါရေးတိုက်ပွဲ၊စိတ်တက်ရေးရာတိုက်ပွဲ၊ဘူးတပိတ်တိုက်ပွဲတို့အပါအဝင်လူတို့လူတန်းစားအလွှာအလုံးကကိုယ်တိုင်ကိုကြပါဝင်ဆင်နွှဲနိုင်တဲ့လူတို့လှုပ်ရှားမှုတွေကလည်းအရေးကြီးပါတယ်။တနိုင်ငံလုံးလွတ်မြောက်ဖို့ကျွန်တော်တို့ပြည်သူအားလုံးမှာတာဝန်ရှိကြပါတယ်။ပြည်သူအားလုံးကြာရကန္တ နိုင်ယာတာဝန်တိုက်ပွဲမျက်နှာစာအသီးသီးကနေတော်လန်ရင်မှာအစွမ်းကုန်ဆက်လက်ပါဝင်ကြဖို့နှိုးဆော်လိုက်ပါတယ်ပြောလို့သတင်းစကားပါထားပါတယ်။ယခုပြုလုပ်တဲ့ဒေါ်ဆန်းစုကြည်ရဲ့80ပြည့်မွေးနေ့အထိမ်းအမှတ်လူထုလှုပ်ရှားမှုမှာအမေစုကျမ်းမာပါစေ။အဖန်စီကန်ကောင်းဆောင်များချက်ချင်းလွတ်ဒီမိုကရေစီရရှိရေးဒုအရေးစတဲ့ကျွေးကြော်တံများကိုကျွေးကြော်ခဲ့ကြပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့မြဝတီမြို့လေကောင်းမှာလူတုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ဖင်နိုင်ချီဆွဲခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြဝတီမြို့ပေါ်မှာယနေ့နေ့နက်ပိုင်းလူထုခေါင်းဆောင်ဒေါက်တာဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ V9 ကတ်ထားကြောင်းမြဝတီမြို့မှာပြည်သူတို့ကပြောဆိုပါတယ်။ယနေ့နေ့နက်9နာရီအချိန်မှာထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့မြဝတီမြို့လေကောင်ဘရင်နောင်ဈေးရှိမှာလူထုခေါင်းဆောင်ဒေါက်တာဆန်းစုကြည်ရဲ့အသက်80ပြည့်နှစ် V9 ကိုချထားခြင်းဖြစ်ကြောင်းယင်းနေရာဟာမြဝတီမြို့မှာရေစကန်နဲ့မလက်မကန်မှာရှိကြောင်းသိရှိရပါတယ်။ဒေါက်တာဆန်းစုကြည်ရဲ့အသက်80ပြည့် V9 ကိုချထားတာက မြတ်ဝတီမြို့လေကောင်ဘရင်တော်ဈေးမှရှေ့မှကြီးကိုဖြစ်ပါတယ်။ဘေးသိမ့်မွေးတဲ့နေရာမှာရေစကန်းရဲ့လဝကရှီတန်းရုံးလို့ရှိတယ်။အခုစစ်တပ်နဲ့ရဲကဝစ်တော့ကားတွေဖမ်းပြီးကင်းလင့်နေတဲ့အချိန်မှာချထားတာတွေ့တာပါလို့မြို့ခံတအုပ်ကပြောဆိုပါတယ်။အစစ်ဘလုံရှားမှုကို AAC ကိုရဲမင်းနဲ့တော်လန်လူငယ်များကစုပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးမြတ်ဝတီမြို့မှာလုံခြုံရေးအခြေအနေကြောင့်မြို့အနှံ့တော်ဆန်းစုကြည်ပုံများစိုက်ထူရန်ခက်ခဲခဲ့ကြောင်းသိရှိရပါတယ်။ ညဝတီမြို့မှာဒီလိုခိုးကြောင်ခိုးဝတ်အမေစုပုံကိုကတ်ရတာကျွန်တော်တို့အနေနဲ့အများကြီးထိခိုက်ခံစားရတယ်။ဒီနေ့ကျရင်အမေစုပုံကိုပေါ်ပေါ်တင်တင်ကတ်နိုင်တဲ့အခြေအနေမျိုးရောက်အောင်ကြိုးစားမယ်။ပြီးတော့မနေ့ကဖင်နိုင်းမာတာကိုလည်းတရင်ပေါက်သွားတော့သူတို့ကလိုရာထက်လုံကြုံရေးကိုပို့တွန်းမြင့်ထားတာကြောင့်လဲပါတယ်လို့ AAC ကိုရဲမင်းကဆိုပါတယ်။မြဝတီမြို့ဟာစစ်တပ်လက်အောက်ခံ BGF ကရင်နေကြားဆောင်တပ်များလုံကြုံရေးယူထားပြီးစစ်တပ်ရဲနဲ့ထွေအုပ်များက BGF ရဲ့ပံ့ပိုးမှုနဲ့မြဝတီမြို့ကိုလေပတ်အုပ်ချုပ်နေခြင်းဖြစ်ပါတယ်။ ယမန်နဲ့ကရင်ပြည်နယ်ကြာရင်စိတ်ကြီးမြို့နယ်ဖျားသုံးစုမြို့မှာလဲဒေါ်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများအမြန်ဆုံးလွတ်ပြေးဆိုင်ဘုတ်ကိုအသက်80ပြည့်နဲ့ဒေါ်ဆန်းစုကြည်မွေးနေ့အဖြစ်စိုက်ထူခဲ့ပြီးစစ်တပ်နဲ့ရဲများကလာရောက်မဖြုတ်ရဲကြောင်းသိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါအဆုံးထိကြည့်ရှုခဲ့ကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်တရင်ကြည့်ရှုသူပြည်သူလူထုအပေါင်းစစ်မိတ်ဆာလက်မှအမြန်ဆုံးလွတ်မြောက်ပြီးနိုင်ငံတော်အသစ်ကိုအမြန်ဆုံးတည်ဆောက်နိုင်ပါစေလို့ကျွန်တော်တို့နေဦးနေရန်တရင် channel မှာဆုတောင်းလိုက်ပါတယ်ခင်ဗျာ လူတို့ပဲရက်တည်ခြင်းတည်င်းအစစ်အမှန်၍ဥနယံ